ားရဲထုံးလေးတင်ဆက်ပေးသွားပါရမယ်။ဒီနေ့ညပိုင်းသတင်းတွေမှာတော့ရွှေကုန်းကုန်နေမြေအတွင်ရှင်းလင်းမှုတွေကြောင့် online လေလဲမှုနဲ့လောင်းကစားမှုတွေကျုံးလွန်ခဲ့ပြီးထွက်ပြေးတင်းရှောင်ခဲ့တဲ့တရုတ်နိုင်ငံသား65ဦးအပါအဝင်နိုင်ငံ20ကပြည်ပနိုင်ငံသားစုစုပေါင်း156ဦးကိုထပ်မံဖမ်းဆီးရမိခဲ့တဲ့သတင်းရန်ကုန်မန္တလေးလမ်းမှာရန်နာထားတဲ့ကုန်တင်ရင်ကိုအိမ်စည်းရင်တစ်စီးကတိုက်မိတဲ့အတွက်အိမ်စည်းရင်ပေါ်ပါတဲ့၃စလုံးသေဆုံးခဲ့တဲ့သတင်း အိန္ဒိယမှာဗန်ဒမြတိုက်မှုဖြစ်ပွားပြီးတဲ့နောက်လူခဏဦးကိုဖမ်းဆီးထားတဲ့တဲ့။ဗီယက်နမ်မှာရေကြီးရေရှမ်းမှုတွေကြောင့်သေဆုံးသူ60အထိရှိလာတယ်ဆိုတဲ့တဲ့နဲ့။မိန်နုနဲ့ဇက်စီတို့ဇန်နဝါရီမှာအသင်းကနေထွက်ခွာရပွဲရှိရလို့အမရန်ပြောကြားခဲ့တဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးမှာပါ။ဦးဆောင်တဲ့တဲ့ပုံနေနဲ့ရှေကုတ်ကိုနေမြေအတွင်းရှင်းလင်းမှုတွေကြောင့်အွန်လိုင်းလည်လည်မှုနဲ့လောင်းကစားမှုတွေကျူးလွန်ခဲ့ပြီးထွက်ပြေးတိမ်းရှောင်တဲ့ တရုတ်နိုင်ငံသား65ဦးအပါအဝင်နိုင်ငံ20ကပြည်ပနိုင်ငံသားစုစုပေါင်း156ဦးကိုထပ်မံဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ရှေကုတ်ကိုနေမြေအတွင်းရှင်းလင်းမှုတွေကြောင့်အွန်လိုင်းနေလည်မှုနဲ့လောင်းကစားမှုတွေကျုံ့လွန်ခဲ့ပြီးထွက်ပြေးတိမ်းရှောင်နေတဲ့တရုတ်နိုင်ငံသား65ဦးအပါအဝင်နိုင်ငံ20ကပြည်ပနိုင်ငံသားစုစုပေါင်း156ဦးကိုနိုဝင်ဘာ23ရက်ကထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံအပေါင်းဝင်အိနီးချင်းနိုင်ငံတချို့ကိုတဆင့်ကန်ဖျက်ဆီးမိရွှေကုတ်ကိုနေမြေအတွင်းမှာအွန်လိုင်းလိမ်လည်မှုနဲ့လောင်းကစားမှုတွေကျွလွန်ခဲ့ပြီးထွက်ပြေးတိမ်းရှောင်ပုံအောင်နေထိုင်လျက်ရှိတဲ့တရုတ်နိုင်ငံသား65ဦး VN နိုင်ငံသား10ဦးမလေးရှားနိုင်ငံသား1ဦးကင်ညာနိုင်ငံသား73ဦးအီသီယိုးပီးယားနိုင်ငံသား4ဦးအင်ဒိုနီးရှားနိုင်ငံသား6ဦးယူကန်နာနိုင်ငံသား6ဦးနေပေါ်နိုင်ငံသား1ဦးအိန္ဒိယနိုင်ငံသား20ဇင်ဘာဝေနိုင်ငံသား1ဦးဖိလစ်ပိုင်နိုင်ငံသား9ဦးရဝန္ဒာနိုင်ငံသား2ဦး နိုင်ဂျီးရီးယားနိုင်ငံသား3ဦးထိုင်းနိုင်ငံသား9ဦးကာဇက်စတန်နိုင်ငံသား2ဦးဥစ်ဘက်ကစ္စတန်နိုင်ငံသား2ဦးဘီနင်နိုင်ငံသား2ဦးဘွန်ယွန်ဒီနိုင်ငံသား8ဦးတိုဂိုနိုင်ငံသား2ဦးစင်ကာပူနိုင်ငံသား2ဦးစုစုပေါင်း156ဦးတို့ကိုနိုဝင်ဘာ23ရက်ကထပ်မံစစ်ဆေးဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ရွှေကုတ်ကိုနေ့မြင့်အတွင်းစုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုတွေအရာ နိုဝင်ဘာ18ရက်ကနေနိုဝင်ဘာ23ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်နေထိုင်တဲ့ပြည်ပနိုင်ငံသားစုစုပေါင်း1946ဦးနဲ့အွန်လိုင်းလင်လယ်လောင်းကစားမှုကျွလွန်ရမှာအသုံးပြုတဲ့ကွန်ပျူတာ2893လုံး၊မိုဘိုင်းဖုန်း2150 50လုံး၊ Starlink ဘန်း100လုံး၊ router 20လုံးနဲ့လုပ်ငန်းသုံးပစ္စည်းအများပြားကိုစစ်စစ်တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်းနဲ့ဖော်ထုတ်ရှင်လင်းနာတွေဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ ရန်ကုန်မန္တလေးလမ်းမှာရန်နာထားတဲ့ကုန်တင်ရင်ကိုအိမ်စည်းရင်တစည်းကတိုက်မိခဲ့တဲ့အတွက်အိမ်စည်းရင်ပေါ်ပါတဲ့သုံးစလုံးသေဆုံးခဲ့တဲ့ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ရန်ကုန်မန္တလေးလမ်းမှာရန်နာထားတဲ့ကုန်တင်ရင်ကိုအိမ်စည်းရင်တစည်းကတိုက်မိတာကြောင့်အိမ်စည်းရင်ပေါ်ပါတဲ့သုံးစလုံးသေဆုံးခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ထံကသိရပါဗျ။နိုဝင်ဘာ22ရက်မနက်9:25မိနစ်ခန့်မှာရန်ကုန်မန္တလေးလမ်းမကြီးရန်ကုန်နေပြည်တော်ဗတ်ချံမိုင်းတိုင်းအမှတ် တရားရှိစင်မြင်ဆောင်နှစ်ဖာလုံးနဲ့သုံးဖာလုံးကြားမှာရန်နာနေတဲ့ကုန်တင်ရင်ကို လာရတူဘက်ကမောင်းနေလာတဲ့စဖင်ဟာနောက်ကနေဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်းသတင်းရတဲ့အတွက် တာကရအမြန်လန်မိသက်စခန်းကမိသက်ရင်တစီတန်တေမိသက်တပ်ဖွဲ့ဝင်တွေနဲ့တွားရောက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့သိရပါဗျ။ရင်တိုင်းမှုကြောင့်ဆော့ဖီယံပေါ်မှာပါတဲ့အမျိုးသားသုံးဦးတိဆောင်ခဲ့ပြီးတိဆောင်သူတွေကိုစွာမျိုးမနိုင်ရေးကူညီမှုအသင်းကလူနာတင်ရင်တစီအမကလူနာတင်ရင်30နဲ့စွာမျိုးတိုက်နယ်အစည်းအဝေးကိုပို့ဆောင်ပေးခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ထံကသိရပါဗျ။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ ိန္ဒိယမှာဗန်ဓမြတိုက်မှုဖြစ်ပွားပြီးတဲ့နောက်လူခဏဦးကိုဖမ်းဆီးခဲ့တဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယနိုင်ငံမှာဗဟိုဘဏ်အရာရှိတွေအဖြစ်ဟန်ဆောင်ထားတဲ့လက်နက်ကိုင်တွေဟာ EDM ဆက်တွေကိုငွေဖြည့်တဲ့ဗန်ကားတွေကနေ UB 80ဒေါ်လာ8သိန်းပေါင်6သိန်းကိုခိုးယူခဲ့တဲ့ဖြစ်စဉ်နဲ့ဆက်နွယ်ပြီးလူခဏဦးကိုဖမ်းဆီးခဲ့ပါတယ်။ ။ဓမြတိတ်မှုဟာလွန်ခဲ့တဲ့သတင်းပတ်ကခြံတိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးလက်နက်ကင်တန်ရရှိသူတစုကပုတ်ကလေးကလုံခြုံရေးကုမ္ပဏီတစ်ခုပိုင်းငွေသားတွေတဲဆောင်လာတဲ့မော်တော်ယာဉ်တစ်စီးကိုရက်တန့်ဆစ်ဆဲခဲ့တယ်လို့သိရပါတယ်။ရဲတပ်ဖွဲ့ရဲ့ပြောပြချက်အရတိုက်ခိုက်သူတွေဟာယူနီဖောင်းတွေဝတ်ဆင်ထားပြီးမိမိကိုယ်ကိုဗဟိုဘဏ်တာဝန်ရှိသူအဖြစ်ဟန်ဆောင်ပြီးရုတ်တရက်စစ်ဆေးမှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အဆောင်တွေကစစ်ဆေးခွင့်ပြုတဲ့အချိန်မှာအဆိုပါတိုက်ခိုက်သူတွေကအဆောင်တွေကိုလက်နက်တွေနဲ့ချိန်ချောက်ပြီး ATM ဆက်တွေမှာထည့်ဖို့ရည်ရွယ်ထားတဲ့ပတ်စံတွေကိုတင်းစီရယူခဲ့တယ်လို့သိရပါတယ်။ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေနဲ့မော်တော်ယာဉ်မှတ်တမ်းတွေကိုစစ်ဆေးပြီးနိုင်ငံတော်ဝန်ရှာဖွေမှုပြုလုပ်ခဲ့ရာစုံစမ်းစစ်ဆေးသူတွေကဒီစစ်စင်ရေးဟာစနစ်တကျစီစဉ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။အခုဖန်ဆီးရပြီးတဲ့တနင်္လာရှိသူတွေဟာညှိနှိုင်းထားတဲ့ရာဇဝဲကုန်ရက်တစ်ခုရဲ့အစိပ်ပိုင်းဖြစ်တယ်လို့ယူဆထားပါတယ်။ အနာမိုင်းတွေကတန်ရရှိသူတွေခိုးယူသွားတဲ့ငွေကြေးတွေကိုပြန်လည်ရရှိခဲ့တဲ့ဆိုပေမဲ့ရဲတပ်ဖွဲ့ကငွေပမာဏအပြည့်ပြန်လည်ရရှိခြင်းရှိမရှိကိုအတည်ပြုထားခြင်းမရှိတာဖြစ်ပါတယ်။ထပ်မံမီဗီယက်နမ်နိုင်ငံမှာရေကြီးရေလျှံမှုတွေကြောင့်သေဆုံးသူ90အထိရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါဖီယန်နာနိုင်ငံမှာရေကြီးရေလျှံမှုတွေကြောင့်သေဆုံးသူ90အထိရှိလာခဲ့ပြီးလူ72ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကနိုဝင်ဘာ23ရက်ကပြောကြားခဲ့ပါတယ်။ VNN အလဲပိုင်းနဲ့တောင်ပိုင်းတို့မှာအော်တိုဘားနှောင်းပိုင်းကလေးကမိုးအဆက်မပြတ်ရွာသွန်းမှုကိုကြုံတွေ့ပြီးအထင်ကြီးအပန်းဖြေနေရမှာရေကြီးရေရှမ်းမှုတွေအချိန်ပေါင်းများစွာကြုံတွေ့ခံစားနေရပါတယ်။ကေယူရန်နာထရန်မြို့မှာအခုတရင်ပတ်အတွင်းတမျိုးလုံးရေကြီးရေရှမ်းခဲ့ပြီးဒါလက်ခေးသွားအချက်ချမြို့မှာမြေပြိုမှုတွေဖြစ်ပွားခဲ့ပါတယ်။နိုဝင်ဘာ16ရက်နေ့ကလေးကပြည်내6ခုလုံးမှာသေဆုံးသူ90ထက်မနည်းရှိပြီးပျောက်ဆုံးနေသူ12ဦးကိုဆက်လက်ရှာဖွေနေကြောင်းသဘောဝပုံဝင်ခြင်းဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ တောင်ထူတက်တဲ့ဒဲလတ်ပြည်နယ်ဟာရေဘေးကိုအဆိုးဆုံးကြုံတွေ့ခံစားခဲ့ရပြီးအဲ့ဒီပြည်နယ်မှာသေဆုံးသူ60ကျော်ရှိပါတယ်။ကယ်ဆယ်ရေးသမားတွေဟာသစ်ပင်ပေါ်နဲ့အင်ခေါမိုးပေါ်ကရေဘေးသင့်သူတွေကိုကယ်တင်ပေးနေစေဖြစ်ကြောင်းနိုင်ငံပိုင်မီဒီယာမှာဖော်ပြထားပါတယ်။ဒဲလက်နဲ့တခြားပြည်နယ်လေးကိုမှလွန်ခဲ့တဲ့သတင်းပတ်ကဆန်နဲ့တခြားကောက်ပဲသီးနှံဟက်တာ၈၀၀ကျော်ပျက်စီးခဲ့ပြီးဝင်းမြူရဲတရိဆန်၃တက်သမ၂တန်းကျော်ဟာသေဆုံးဒါမှမဟုတ်ရေနဲ့မျောပါသွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ။နောက်ဆုံးသတင်းပုံအနေနဲ့မင်းနူးနဲ့ဆက်စီတို့ဇန်နဝါရီမှာအသင်းကနေထွက်ခွာရပွဲရှိတယ်လို့အမရန်ပြောကြားခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။မယူသင်းသီးပြအမရန်ကအသင်းမှနေရာမရဖြစ်နေတဲ့မင်းနူးနဲ့ဆက်စီတို့ဇန်နဝါရီအပြောင်းရွှေ့ဈေးကွက်မှာ အသင်းကနေထွက်ခွာရပွဲရှိတယ်လို့ပြောကြားခဲ့ပါတယ်။ဒီကစားသမားနှစ်ဦးစလုံးဟာတရားသည့်ပရီးမီးယားလိပြိုင်ပွဲမှာတစ်ချိန်မှပွဲထွက်ကစားခွင့်မရသေးပေ။ဆက်စီက82မိနစ်၊မိန်နူးက138မိနစ်သာကစားခွင့်ရထားတယ်လို့သိရပါဗျ။ ဒါကြောင့်မေနူးနဲ့ဆန်စီတို့ကပွဲကစားခွင့်ပုံမရရှိမဲ့အသင်းစီပြောင်းရွှေ့ဖို့လိုလားနေကြပြီ။အော်ဝရန်ကလည်းအသင်းတာဖြစ်ကြောင်းနဲ့အသင်းကအလိုရှိတဲ့ကစားသမားတွေကိုသာဆက်ထိန်းထားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ကျွန်တော်လည်းပေါ်လုံးသမားတယောက်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်ရာရာရန်ကိုကျွန်တော်နားလည်ပြီးကစားသမားတွေကိုအချိန်၄တိုင်းမှာကျွန်တော်ကူညီပေးချင်ပါတယ်။ ကစားသမားတချို့ကကမ္ဘာဖလားအတွက်မချင်မရဲဖြစ်နေတာကိုလည်းနားလည်ပါတယ်။ဒါပေမဲ့အသင်းကပထမဦးစားပေးပါကလပ်အသင်းကိုရောကစားသမားတွေကိုပါကူညီပေးနိုင်ရင်တော့ကျွန်တော်ပြောရှင်ရမှာပါ။ဒီလိုမှမဟုတ်ရင်တော့အသင်းအတွက်ပဲကျွန်တော်စဉ်းစားမှာပါလို့အမရန်ကပြောကြားခဲ့ပါတယ်။ထပ်ပေါ်နေတဲ့သတင်းတွေအရအင်္ဂလန်ကစားသမားမိန်နူကိုနာပိုလီ၊နယ်သာလန်ကစားသမားဆက်စီကိုရိုမအသင်းတွေကခေါ်ယူဖို့စိတ်ဝင်စားနေရလို့သိရပါတယ်။ နိုဝင်ဘာလ24ရက်နေ့ည7:00နာရီညပိုင်းသတင်းတွေကိုထိုင်းရဲထုတ်လင့်တင်ဆက်ပေးသွားခဲ့တာပါကြည့်ရှင်နာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူဝဲတင်ရှိပါတယ်ရှင်တာယာအေဂျင့်နဲ့အညာချန်လေးဖြစ်ပါစေ